ေရတော့ grammar လေးက၄ရက်မြောက်နေပေါ့เนาะကျွန်တော်ရှင်းပြတဲ့ grammar တွေဟာဆိုလို့ရှင် grammar သီးသန့်ပဲမဟုတ်ပဲね reading listening ဖြည့်တဲ့အခါမှာလည်းဒီအတိတ်ပဲကိုတိတိကျကျဘာသာပြန်နိုင်လို့လုံးဝဖြည့်မှန်ကိုရေးဖို့အတွက်ထောက်ကူဖြစ်တယ်ပေါ့เนาะကဲအားကြောင့်မကျွန်တော်တို့တိတိကျလေးကြည့်ပြီးတော့လုပ်သွားမယ်ပေါ့เนาะကဲအားကျွန်တော်စလိုက်ပါမယ်ကဲအဲ့တော့ကျွန်တော်စကြည့်လိုက်မယ်ပထမဆုံးအတမ်းမစားခင်မှာကျွန်တော်တို့မနေ့ကအားလေးကို revision ပြန်မယ်ပေါ့နော်အခုဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေကတော့ဒီ ik ကနေပြီးတော့ number အခန်းတက်ကနေစပြီးတော့ပြန်ပြီးတော့ကြည့်ရမယ်ပေါ့နော်တခန်းကိုအခုမှစပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်တမနစ်တောင်မကြာတဲ့အတွက်ကြောင့်မို့လို့စကြည့်ပေါ့နော်ပြီးတော့မှ10နှစ်3ပြီးတော့မှကျွန်တော်နဲ့တူ6ကိုလည်းကြည့်ပေါ့နော်အခု3ကတော့ကျွန်တော် revision တစ်ခေါက်ပြန်ပေးမယ်ဆိုလို့ရှိရင်ခူရာဟီတာခူရာဟီတာခူရာဟီခူရာဟီဟိုတိုတာဟိုတိုပြောမယ်ဆိုလို့ရှိရင်လောက်အောင်လောက်တဲ့အထိတော်တော်ပြောမယ်ဆိုလို့ရှိရင် level ပြင်းထန်တဲ့နေရာတွေမှာသုံးတယ်เนาะဒါကျွန်တော်တို့ဘယ်လိုမျိုး sentence ပုံစံတွေလဲဆိုလို့ရှိရင် design ကပုံမှုကအရသာရှိတယ် လေးတိုင်းစားခြင်းလောက်အောင်ကိုပဲဘောနော်အဲ့ဒါမျိုး sentence လေးကိုကိုကမျက်လုံးနဲ့ပြင်မြင်ရမယ်ဘောနော်ပြီးနောက်တစ်ခုခူဒါယီဝါနိုင်ခူဒါယီဝါနိုင်ဟိုဒိုဝါနိုင် နောင်ဝါလောက်ကွက်လက်တဲ့နောင်တူမရှိဘူးဘယ်လိုမျိုးတိပယ်လဲ sentence တွေမှာတုံးလဲဆိုလို့ရှိရင်ဘာလို့လဲဟာရီးဆန်လောက်ရီးဆန်ဘောနော်ရီးဆန်လောက်ဒီလေးဆန်လေးတွေကိုချစ်တဲ့သူ မရှိဘူးသာသဖြင့်အဲ့လိုမျိုး sentence လေးတွေမှာတုံးတယ်နောက်တစ်ခုကကြတော့ခူရိုင်းနာတာခူရိုင်းနာတာ ွားဆိုလို့ဘယ်လိုမျိုးလဲဆက်လမ်းမှာတော့လဲဆိုရင်ကွက်လက်ကိုလောရလောက်တဲ့အထိဆိုလို့ရှင်တော်ပြီမလုပ်တော့ဘူးကျွန်တော်တို့မနဲ့တိုင်းမိဘသားထမင်းဘူးကိုပြုလို့ရလောက်တဲ့အထိဆိုလို့ရှင်တော့သူတော်ပြီကျွန်တော်ထမင်းဟိုဟာကွန်မြူနီတွေမီနီမတ်ဆိုင်လေးတွေရပဲဝယ်ပြီးပဲစားတော့မယ်အဲ့လိုမျိုးနေရာလေးတွေမှာတောင်းနေပေါ့နော်နိခာကြီးတို့ကွက်လက်တာအကောင်းဆုံးပဲနောင်ကအကောင်းဆုံးပဲ ။ဟောဆိုလို့ရှင်ရုပ်ရှင်ကရုပ်ရှင်ယုံမှာကြည်တာကအကောင်းဆုံးပဲပေါ့နော်။အဲ့လိုမျိုး sentence လေးတွေမှာတုံးတယ်။အဲဒါကြောင့်မလို့အခု diita dynika dysanka ကို revision ပြီးတော့မှကျွန်တော်နဲ့အတူအောက်ကစာလေးကိုလည်းကြည်ပေါ့နော်။ဘာကြောင့်လဲဆိုတော့စာလေးကိုသိကြပေါ့။ရသွားစေချင်လို့ပါဗျ။ Okay ကျွန်တော်အဲ့ဒါဆိုရင် dai yonka ကိုကြည့်မယ်ပေါ့နော်။ဒီနေ့ grammar လေးတွေကလည်းကျွန်တော်တို့အန်တူးမှာလည်းပါရဂရမလေးတွေဖြစ်လို့လုံးဝမှတ်စရာတွေကြီးပဲပေါ့နော်အခုတည်းရရသွားလို့ရှင်အန်တူးမှာပေါ်ပါဖြစ်သွားမယ်ပေါ့နော်နှစ်တိုင်းရှိတဲ့ ိတိုင်းရှိတဲ့ကတော့ဓမ္မအဓိပ္ပာယ်တစ်မျိုးပေါ့နော်နောက်ထပ်နောက်ပိုင်းမှာလည်းပါလာအောင်မယ်နောက်အပေါ်မှာအသတ်သဖြင့်ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က sentence ပုံစံကိုမှတ်တော်မှာပဲဒီ grammar တွေကမှတ်မိမှာပေါ့နော်ဒါဆိုလို့ရှိရင်သူရဲ့အဓိပ္ပာယ်ကနှစ်မျိုးရှိတယ်ပေါ့နော် quellet တော့ noun one နဲ့ရှင်းလိုက်ရင် noun two ကဆန့်ကျင်ဘက်ပြောမှဆိုလို့ရှိရင် sentence နှစ်ကြောင်းရှိမယ်ရှင်းတဲ့ noun တွေကဆန့်ကျင်ဘက်ပေါ့နော်ပြီးတော့နောက်တစ်မျိုးဘာသာမြန်မာလိုစီအောင်ဘာသာပြရမှာဆိုရှင် noun one က quellet တလောက် noun two က quellet ပေါ့နော်ဒီရှိရ noun one က မလေးမတလောက်နောက်ကနောင်တူသွားဆိုလို့ရှင်စိုးတယ်စသဖြင့်စမ်းချက်မပုံစံလေးကိုပြရတယ်ဗောနော်အဲကျွန်တော်ဆန်လက်စ်လေးကိုဖတ်ကြည့်မယ်ခီနိုဝါအိုဆာကာဒေဝါအိုအာမေတာတာနော်နီတိုင်းရှိတဲ့တိုကျိုဝါအီတန်ကီတတာမနေ့ကဆိုလို့ရှင်အိုဆာကာမှာမိုးရွာတလောက်တိုကျိုမှာတော့ရာသီဥတုတာယာခဲ့တယ်ဗောနော်အဲ့လိုမျိုးလေးစမ်းချက်ဘက်ကိုပြရတယ်မဆိုလို့ရှင်မနေ့ကဒီမိုးများတဲ့အိုဆာကာနဲ့ရှင်လိုက်လို့ရှင် တိုကျိုမှာတော့နေတာတယ်။ဒါစန့်ကျင်ဘက်ပုံစံလေးကိုပြရတယ်ပေါ့နော်အဲ့လိုမျိုးအသေးပဲလေးပါ။နောက်တစ်ခုဆက်ကြည့်မယ်ဆိုလို့ရှင်ဥချီနိုကာဝါဂျောဆေကယောက်ခုနိုမီနီအခုနော်နီတိုင်းရှိတဲ့ဒန်ဆေဝါမင်နာမဆုကူအီရနီခါရဲလို့ကျွန်တော်ရဲ့ဌာနကျွန်တော်တို့ရဲ့အလုပ်ဌာနဆိုလို့ရှင်မင်းကလေးတွေကပေါ့နော်မကြမကြတောက်ဖို့သွားသလောက်ယောက်ျားလေးတွေကတော့အားလုံး အင်းကိုတန်းပြန်နေပေါ့နော်အဲ့လိုမျိုးဒီဒီဟိုဟာအရက်ကိုမကြခဏတောက်ဖို့သွားတယ်မင်းကလေးနဲ့ရှင်လိုက်တွေ့ရှင်ယောက်ျားလေးတွေကအင်းကိုတန်းပြန်နေနော်ဒါမျိုးအထိပယ်တွေစောင်းနေအဲ့ကြောင့်ကျွန်တော်ကနေ့တိုင်းရှိတဲ့အခါ ဒီရဲ့ဒိုက်ရွက်ကမှာတော့ဒီအိဗယ်ရှိတယ်ပေါ့နော်အဲ့ဒါလေးမှတ်ထားရမယ် GLPT ဆောင်ပွဲပွဲအတွက်ဆောင်ပွဲပွဲနီလိုစိတ်ပူနေတယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာဒီ old question အတန်းလေးရှိတယ်ပေါ့နော်မေကွန်ဟောင်းစေစုံကိုလုံးဝအသေးစိတ် listening ရနေစပြီးတော့ရှင်းပြပေးထားတာပေါ့နော်အဲဇင်းတော့ကလည်းတတ်တာပါတယ်မြန်မာဝင်နေဆိုရင်တုံတောင်းပဲရှိပါတယ်ဗျအားလုံးပဲလာရောက်တက်ဖို့ဖိတ်ခေါ်ပါတယ်နော်ကျေးဇူးတင်ပါတယ်အဲကြောင့်နောက်တစ်ခုကိုကြည့်မယ်သူနဲ့ account လေးကလည်းနည်းနည်းဆင်တယ်ပေါ့နော်ဟမ်မန်နာနီနာနီဟမ်မန်ဒီပြတစ်ဖက်မှာ တစ်ဖက်မှာဆိုဆန့်ကျင်ဘက်ကိုပြရတယ်နောက်တစ်ခုလည်းလာအောင်မယ်အပိုတဲဆိုတစ်ဖက်မှာပဲဘယ်လိုပုံစံလဲဆိုတော့တမတခါလေးရအောင်ခွဲသွားမယ်ပေါ့နော်မရောတော့တခါလေးခွဲသွားမယ်တစ်ဖက်မှာဆန့်ကျင်ဘက်နော်တိုကိုင်းနောဆေကဆိုဝအမိုရှိရိုခုတိုကအိုအီဟမ်မန်စတိုဒက်စုမိုအိုအီဒီမြို့ပြရဲ့နေထိုင်မှုဟာဆိုလို့ရှင်စိတ်ဝင်စားဖို့ပေါ့နော်ပြောစရာကောင်းတဲ့စိတ်ဝင်စားတဲ့ဟာတွေများတယ်ဆိုတော့တစ်ဖက်မှာလည်း stress တွေလည်းများတယ် ဥမာအပြဆိုလို့ရှိရင်ကျွန်တော်တို့တိုချိုမှာနေမှာဆိုလို့ရှိရင်တိုချိုမှာဟာဟိုဟာလေးလဲစားခြင်းဒီဟာလေးလဲစားခြင်းအာကျွန်တော်ပတ်စံကုန်တဲ့ခါကျတော့ stress များရတယ်အဲ့ဒါမျိုးပေါ့နော်စိတ်ဝင်စားစရာကောင်းတဲ့ຢာလေးတွေများတယ်တစ်ဖက်မှာလည်း stress များရတယ်စံခြင်းဘက်ကိုသူကလုံးဝပြရတယ်ပေါ့နော်ကျွန်တော်တို့ကိုကြည့်မယ်ဟီတိုရီတာဘီဝခီရာကုနာဟမ်မန်နန်တဲမို့ဟီတိုရီတဲ့ယာရနာခဲတဲ့ပါနာရာနိုင်တော့တဲ့ဖူပန်ဒတယောက်တည်းခီးသွားတာဆိုလို့ရှိရင်စိတ်လက်ပေါ်ပါတဲ့တစ်ဖက်မှာလည်းဘာမှဆိုတယောက်တည်းမလို့ရများတဲ့အတွက်ကြောင့်မလို့အဆင်မပြေဘူး အဥမာအဖြစ်တော့တယောက်တည်းသွားတော့အပေါ်ပါလေးပဲဘယ်သူနဲ့မှညှိစရာမလိုဘူး AC ကိုသွားရနေတာသွားလို့ရတယ်ဒါပေမဲ့ဒီမှာယထာသွားမယ်ဆိုလို့ရှိရင်ယထာလက်မဖြတ်တာမျိုးလေးရသွားမယ်လေးရင်ပုတ်ကင်းတင်တာမျိုးခါနေစပြီးတော့မှဟာဒီခီးသွားမယ်ဆိုလို့ရှိရင်ခီးလမ်းကြောင်းဆွဲတာမျိုးစတဲ့ဟာဒီအကုန်လုံးတယောက်တည်းမလို့ရများရတော့ကြောင့်မလို့အဆင်မပြေဘူးစန့်ကျင်ဘက်ရှေ့ရတစ်ခုကအဆင်ပြေတယ်နောက်ကတစ်ခုကအဆင်မပြေဘူးအဲ့လိုမျိုးစန့်ကျင်ဘက်ကိုပြတယ်ပေါ့နော်ဒါဟမ်မန်ဒီကောင်လေးရဲ့ ခန်းကြီးလေးရတယ်ဟန်တိုင်းစန့်ကျင်ဘက်ကလာတဲ့ခန်းကြီးပဲပေါ့နော်အဲဒါကြောင့်မို့လုံအောင်စန့်ကျင်ဘက်ကိုပြတယ်နောက်တစ်ခုအစ်ပိုတယ်သူတို့တစ်ဖက်မှာပဲဒါပေမဲ့သူကကျတော့နှမျိုးတိတ်ပဲရှိတယ်သူကကျတော့နှစ်ဘက်နှစ်ဖက်ကိုပြကျင်တာပေါ့နော်ဥပမာအားဖြင့်ဆိုရင်အဲကျွန်တော်လည်းပြောမယ်ဆိုကျွန်တော်ကသူဒီညာခင်ဘက်မှာစာတင်တယ်လို့မျိုးနေခင်ဘက်ဆိုရင်အင်ဂျင်နီယာလောက်တယ်အဲ့လိုမျိုးဆိုတော့နှစ်ဖက်ကိုပြကျင်တာမျိုးပြီးလို့ရှိရင်စန့်ကျင်ဘက်ကအပေါ်လိုမျိုးဟမ်းမန်းလိုမျိုးနေရာမှာလည်းတုံးတယ်လို့မျိုး ဆန့်ကြပတ်မဟုတ်ပေမဲ့ပတ်နှစ်ဘက်ကိုပြရတဲ့နေရာမှာလည်းတုံးနေပေါ့နော်အသားပိုက်လေးကိုဖတ်ကြည့်မယ်ခိုင်းငိတဲ့ဝအကြီးပေါ်သောဤခံကိုယူဤပိုတဲ့ဟိုကနောဟိတိုနောဟာနာရှိမှုယောကုခီတက်ခူရာဆိုင်အစီအွေးမှာဆိုလို့ရှိရင်မိမိရဲ့အမြင်ကိုပြောတဲ့တစ်ဖက်မှာလည်းတခြားသူရဲ့စကားကိုလည်းသိချနားထောင်ရမယ်ကောင်းကောင်းနားထောင်ရမယ်ဒါမျိုးဆန့်ကျင်ဘက်ကိုလည်းပြောတခြားသူပြောတဲ့နားထောင်ဒါမျိုးပြောတာနော်ဒါဆန့်ကျင်ဘက်ဟုတ်ပြီနောက်တစ်ခုကိုကြည့်မယ် Kyo ju wa ararashi kenkyu ni torikumu ippo de shikari kakse no sewa mo shina khere ba nara nai. Pamokha. Pamokha ria so lo shin tu de tana atit de ko phye shin saung yot da ma torikumu phye shin saung yot de ta phat ma le ti ti cha cha chaung da ri ye wiya wisa ko ma lou pe mi ya. Wiya wisa sa u ma me sa tin da myo. Pi tu lo sa u de ba de sa ye that la me ye sa pyan phye da myo. သူတို့ရဲ့အနာဂတ်အတွက် အကြံဉာဏ်ပေးတာမျိုးစားတဲ့ဝေယဝစာတွေပြောတာပေါ့နော်အဲတော့ तू ကပြောမယ်ဆိုတော့ဆန့်ကျင်ဘက်တော့မဟုတ်ဘူးသူတို့ကနာနဲ့စားတင်ပေးတာဆန့်ကျင်ဘက်တော့မဟုတ်ဘူးဒါပေမဲ့နှစ်ဖက်ရှိတာပေါ့နော်သူရဲ့သူတို့ကနာတော့တဲ့ပချံနဲ့ရှိသလိုစားတင်တဲ့ပချံနဲ့ရှိတယ်ဘက်နှစ်ဖက်ကိုပြရတဲ့နေရာမှာတုံးတယ် तू ကကျတော့ဒိဗန်နှမျိုးတုံးလို့ရတယ်ဟမ်းမန်းအနေနဲ့လည်းတုံးလို့ရသလိုဘက်နှစ်ဖက်ကိုပြရတဲ့နေရာမှာလည်းတုံးတယ်ပေါ့နော်ခင်အားဆိုလို့ရှိရင်နောက်တစ်ခုကိုကြည့်မယ်နောက်တစ်ခုကကျတော့တို့ယူယော်ဒီအဓိပ္ပာယ်လေးကတော့လို့ဆိုတာထက် sentence ပုံစံလေးက a လို့ဆိုတာထက် b လို့ပြောရင်ပုံမှန်တယ်ဟာဥမာအပြည့်ဆိုလို့ရှိရင်ဝမ်မွှေရေချောတယ်ဆိုလို့ရှိရင်ဝမ်မွှေရေချောတာလို့ဆိုတာထက်ချစ်စရာကောင်းတယ်လို့ပြောရင်ပုံမှန်တယ်စတဲ့ပုံစံလေးပေါ့နော်ဥမာအပြည့်ဖတ်ကြည့်မယ်တိုယူယော်ဒီပေါ့နော်တိုယူယော်ဒီဘိုကူတိုခါရကတိုမိုတာချီသူနဲ့ကကတငယ်ချင်းဟုတ်လားအဲ့ဒါတည်းဤယာဘိုကူတာချီဝါတိုမိုတာချီတိုယူယော်ဒီဤကျောဆိုအိုက်တန်နန်ဒါယောတဲ့ကျွန်တော်တို့တွေရာဆိုလို့ရှိရင်တငယ်ချင်းလို့ဆိုတာထက် ပြန်ဘက်ကောင်လို့ပြောရင် ပုံမှန်မယ်ပြန်ဘက်ကောင်ဖြစ်တာဟောပြန်ဘက်ကောင်ပဲเนาะတကယ်ချင်းတော့မဟုတ်ဘူးတကယ်ချင်းနဲ့လို့ပြောရမယ်ဆိုလို့ရှင်ပြန်ဘက်ကောင်ဒါမျိုးပေါ့เนาะမိချီခိုဝါအာရုခုနောကဟာယိုင်အာရုခုတိုယူယော်ဒီဟာရှီရုတိုယူခန်ဂျီတာပေါ့เนาะမိချီခိုဝါလမ်းလျှောက်တာမြန်တယ်လမ်းလျှောက်တယ်လို့ဆိုတာထက်ပြေးရလို့ခံစားရတာပုံမှန်တယ်ပြေးရလို့ခံစားရရတယ်သူလက်ချောင်းတဲ့ပုံစံအားပေါ့နော်အဲ့ဒါမျိုး sentence ပုံစံလေးပေါ့နော်ဆက်နောက်တစ်ခုကခါဝါးတွေနေ့ ကာဝါဒီနေကကျတော့ကျွန်တော်အစာအစာကြတော့ဥပမာပစုံတစ်ခုရဲ့အစာတော့လုပ်ပေးတာမျိုးပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဥပမာမင်းငါ့ကိုဒီစာလုပ်ပေးလို့ရှိရင်ငါ့နာမည်မဝက်ကျွေးမယ်စသဖြင့်အပြန်အလှန်အတုံးနဲ့အစာတော့ဘောနော်နောက်တစ်ခုရှိသေးတယ်အဲ့ဒါကဖင်မဲ့ဘောနော်သူကရှီကာရှိရောဘာလို့မျိုးဒိဗယ်လေဆောင်းနေဘောနော်အားဒီကျွန်တော်တို့ကခွဲပြီးကြည့်ကြည့်မယ်နံပါတ်3ကစကြည့်မယ်ဘောနော် ရီဆန်နီအေဂိုအိုရှီယတေမိုရာတေအီရူခါဝါရီနီရီဆန်နောရှင်ဂိုတိုတက်ဆတာတေအီရူရီဆန်ရှိမှာဒီအင်္ဂလိပ်စာကိုသင်ပေးတာကိုလက်ခံရနေတဲ့အစားသူရီဆန်ရဲ့အလုပ်တွေကိုကူညီပေးတယ်။သူကစာသင်ပေးတယ်။အဲ့ဒီအစားကိုကအလုပ်တွေပြန်ကူညီပေးတယ်။အဲ့လိုမျိုးအစားပြီးနောက်တစ်ခုခွန်တိုနောရှောကာဆိုဝါအစ်စမိုနောယောနီဖူရူဆာတိုနီခါယရူခါဝါရီနီရောရှင်တိုခိုင်ကန်းရောခိုးရှိတိုင်းဒီနေ့ရဲ့နေ့တကူမှာဆိုလို့ရှိရင်အမြဲတမ်းလိုမျိုး တဲ့ဟိုဒီမွေးရမြေကိုပြန်လာထက်နော်ပြန်မဲ့အစားမိဘတွေနဲ့အတူတူနိုင်ငံခြားခရီးသွားခြင်း ਨੇ ဒါကြတော့အတုံးလဲလို့ပေးတာမျိုးဒါကြတော့အစားတို့နော်အရင်လုံးနေကြခါကိုအစားတို့ပြီးနောက်တစ်ခုလုံးမှာဒါမျိုးနှစ်ခုရှိတယ်ပြီးနောက်တစ်မျိုးလာမယ်ဖရီနိုရှင်ဂေါတိုဝါဂျီယူနာဂျီခန်ကအိုအီခါဝါဒီနီဥခနေနောခိုတိုကအစ်စမိုရှင်ပိုင်းတာဖရီဆိုတာဥမာအဖြစ်ကျွန်တော်ဗီဒီယိုအက်ဒီတာလိုမျိုးပေါ့နော်အဲ့လိုမျိုးဟာ YouTuber လိုမျိုးအဲ့လိုမျိုးအလုပ်တွေပေါ့နော်အဲ့ဒီလွတ်လပ်လပ်လုပ်လို့ရတဲ့အလုပ်တွေပေါ့နော် free အဲ့လိုမျိုးလွတ်လပ်တဲ့အလုပ်တရားဆိုလို့ရှင်လွတ်လပ်တဲ့အချိန်ကများပေမဲ့ပတ်စံကိစ္စကတော့အမြဲတမ်းစိတ်ပူရတယ်ဟုတ်လားဝင်ဝင်များတဲ့လားကများတယ်ဝင်ဝင်နေလားနေတယ်အဲ့ဒါကြောင့်မလို့သူကကြတော့ပေမဲ့လို့ဆိုရင်အတိတ်ပဲလေးဖြစ်သွားတယ်ဗောနော်ကဲအဲ့လိုမျိုးအတိတ်ပဲလေးတွေကိုမှတ်ပြီးကြပါဗျနားလည်သွားမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်